Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ Facebook account အကြောင်းဖြစ်ပါတယ်ဒီ Facebook account ကရထားတဲ့ Facebook က Facebook ကသူ့ရဲ့ brand ထဲကိုမလွှဲလာသေးဘူးပေါ့နော်။ဘာကြောင့်မလွှဲလာလဲဆိုပြီးဒီ video မှာအလုံးအသေးစိတ်ကျွန်တော်ပြောပြရှင်းပြပေးမယ်။အဲ့အတွက်ဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ account owner ရထားတဲ့ Facebook ကဒေါ်လာ2926ဒေါ်လာရထားတယ်ဒါပေမဲ့သူ့ရဲ့ bank account ထဲကိုတော်တော် bank account ထဲတော့မလာသေးဘူးပေါ့နော်။ဘာကြောင့်မလာလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်မှာဆိုလို့ရှိရင်သူစားဒီ profile aware ဖြစ်နေတယ်။ဘာကြောင့်ဖြစ်လဲဆိုတော့တစ်ချက်ကြည့်မှာဆိုရင် marriage အပိုင်းမှာလည်း suspended ဖြစ်နေပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတော့မယ်။ဒီဥစ္စာ aware နဲ့အစင်းအောင်လုပ်အောင်ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုပြီးနောက်တစ်ခုဗီဒီယိုမှာကျွန်တော် ပြောပြရှင်းပြပေးမယ်။အရင်ဆုံးကျွန်တော်ပြောပြရှင်းပြပေးမှာတော့ကျွန်တော်ဒီ suspended ဖြစ်တဲ့ဥစ္စာပေါ့နော်။ marriage အပိုင်း suspended ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးမယ်။ ကျွန်တော်တို့ဒီဥစ္စာဆိုရင်ငွေအမောက်ဆိုတော့ဥစ္စာ2000ကျော်ငွေအမောက်ဆိုတော့နည်းတာမဟုတ်ပါဘူးခင်ဗျာနော်ဒီမှာဒေါ်လာ2900ဆိုတော့3000ဆိုရင်နည်းတဲ့အမောက်မဟုတ်ဒီအမောက်ကိုကျွန်တော်ပြန်ရအောင်ဘယ်လိုလှုပ်ဆောင်သွားမလဲဆိုဒီမှာဒီဗီဒီယိုမှာကျွန်တော်ပြောပြသွားမယ်ဖြစ်ပါတယ်အဲ့အတွက်ဒီမှာတစ်ချက်ကြည့်မှာဆိုရင်သူ့ရဲ့ဥစ္စာမမွားရှိအပိုင်းကလုံးဝ suspended ဖြစ်ပြီးလုံးဝကျနေပါတော့နော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတော့လိုက်မယ် review content ပါနော် ပြီးကျွန်တော်ဒီမှာ corporate limit ကိုကျွန်တော်တစ်ချက်နေပြီးသွားမှာလေသူကဒီ copy တက်ပုံနဲ့ပတ်သက်ပြီးတင်ပြီးသွားမှာပြောမယ်ဆိုရင်သူများ page ကတက်ပုံအလွယ်တကူ download ဆွဲပြီးသူများ page ကစာသားတွေကိုအလွယ်တကူ download ဆွဲပြီးသူ page မှာတင်ပြီးသွားတဲ့ချိန်မှာသူတို့ဘက်ကနေ report ပေးလိုက်တယ် Facebook ကနေ copy ဒီ violation ဖြစ်တဲ့ဆိုမှာ strike ပေးလိုက်တဲ့အချိန်မှာသူရဲ့ဥစ္စာ monitoring အပိုင်းမှာလည်းတခါလဲ suspended ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တို့ဖြည့်ရှင်းဖို့ရှင်းနေပတ်သက်ပြီးဒီ video မှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ advocacy option တစ်ချက်နေပြီးသွားလိုက်ပါမယ်ဒါမှ တစ်ချက်ကြည့်မယ်ဒီပုံစံလေးပေါ်တဲ့ခဲ့စဉ်ကျွန်တော် submit and affiliate ဆိုပြီးရှိရဒါမှမဟုတ်ကျွန်တော်ဒီမှာဆိုအီးမေးလ်တစ်ဆင့်ကျွန်တော် report တော့တင်လို့ရလေအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီ submit affiliate ဒီကနေ့တစ်ဆင့်တော့လေးရအောင်အဲ့တော့ကျွန်တော်ဒီ user တစ်ချက်လေးမယ်ဆိုဒီမှာဒီသူများစီက copy ပူလာစာတမ်းနဲ့ပတ်သက်ပြီးတော့ copyright ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာနဲ့ကျွန်တော် request တပြုတင်ပြီးတော့မယ်အဲ့အတွက်ကျွန်တော်ကျွန်တော်ရဲ့ page name တစ်ချက်ရေးပြီးထပ်တော့မယ်အဲ့အတွက်ကျွန်တော်အဲ့တော့ကျွန်တော်ရဲ့ Facebook account name ရေးပြီးထည့်သွင်းမယ်အတွက်ကြောင့်ကျွန်တော်ရဲ့ Facebook account name ကို check copy ပူးလိုက်ပါမယ် ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာကျွန်တော်တစ်ချက်ထည့်မယ်ပြီးလို့ရှိရင်လက်ရှိကျွန်တော်သုံးနေတဲ့ email ကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်မို့လောလောဆယ်ကျွန်တော်ရဲ့ email ပဲကျွန်တော်ထည့်သွားပေးမယ်အတွက်ကြောင့်မို့ဒီဘက်တစ်ချက်လာမယ် email တစ်ချက်နေမယ်ကျွန်တော်ရဲ့ email ပဲကျွန်တော်တစ်ချက်ထည့်မယ်ဒီ Facebook က refresh လာလို့ရှိရင်ကျွန်တော်လာအောင်ပေါ့နော်ကျွန်တော်ကျွန်တော်ဒီ user service scan လေဆိုတော့ကျွန်တော်လာအောင်ဆိုကျွန်တော်တစ်စစ်ထည့်မယ်ပြီးရင်ဒီ user တစ်ချက်နေမယ်ကျွန်တော်ဒီ user တစ်ချက်နေမယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီမှာဆင်တော့ကျွန်တော်ရဲ့ Facebook account link ကိုကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် ပြီးကျွန်တော်တို့ချက် page လုပ်မယ်နောက်တစ်ခုကျတော့ဟောကျွန်တော်ဒီအပေါ်မှာ page လုပ်မှာပေါ့နော်ဒီဆိုကျွန်တော်မားတော့တယ်ပြန်ချက်မယ်ဒီအပေါ်မှာ page လို့ထည့်ပြီးပြီးရင်တော့ကျွန်တော်တို့ request တပြုတ်တင်မှာစာသားပေါ့နော်ကျွန်တော်ဒီမှာဆိုရင်စာသားအစင်းသင်းလုပ်ပြီးထားထားတယ်ဒီစာသားလေး copy ကိုပြီးထည့်မယ် profile link ပါ냐အားလုံးထည့်မယ်နော်ပြီးရင်တော့ကျွန်တော်ဒီမှာ share page လုပ်မယ် page လို့ထည့်ပြီးတော့ခဲ့ပြီဆိုဒီဖက်တစ်ချက်ပြန်သွားပြီးမှကျွန်တော်ဒီအဲဒီဖက်တစ်ချက်ပြန်နေမယ် profile status ချက်သွားမယ်ပြီးရင်ကျွန်တော်ဒီ monitoring assessment တက်ချက်သွားမယ်ဒီဥစ္စာလေးကို second shot ဆွဲပြီးမှကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်အဲ့တော့ကျွန်တော် snap tool တစ်ခုနဲ့ကျွန်တော် second shot ဆွဲလိုက်ပါမယ်ကျွန်တော်တို့ဒီ second shot ဆွဲတဲ့ခါမှာကျွန်တော်ဒီအပေါ်ကနာမည်ပေါ့တခါတည်း second shot ဆွဲပါခင်ဗျာနော်တချို့ကြတော့ဖြစ်လို့လုပ်ပြီးတော့လည်းနောက်ပိုင်းကျရင်မရဘူးဆိုရင်မှကျွန်တော် chatbot တစ်စင်းလာပြောတဲ့လူတွေများတဲ့အတွေ့အကြုံပေါ့နော် okay ပြီးလို့ရှိရင်တော့ဒီနေရာတစ်ချက်ပြန်သွားပြီးမှဒီဥစ္စာလေးတစ်ချက်ပြန်နေမယ်ပြီးအခုနကျွန်တော် second shot ဆွဲလိုက်တော့ဆိုယူထင်မယ် ်ထဲပြီးတော့ခဲ့ပြီဆိုရင်လည်းကျွန်တော်ဒီအနေနဲ့တစ်ချက်စမစ်နေပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ email မှာကုတ်ကြမယ်အတွက်ကြောင့်မို့ကျွန်တော်ရဲ့ email ကျွန်တော် share ဖွင့်လိုက်ပါမယ်ဖွင့်ပြီးဆိုရင်ဒီဖက်မှာ refresh တစ်ချက်နေပြီးတော့မယ်ကျွန်တော်ဒီမှာကုတ်ကြလာခဲ့ပြီဆိုရင်တော့ဒီကုတ်လေးကိုကျွန်တော်တစ်ချက် copy ပို့လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် verify လုပ်ဖို့အတွက် code ထည့်ပြီးမှအောက်ခံတဲ့ conference နေပြီးတောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ချိန်ကျွန်တော်ဒီဥစ္စာကို I'm not robot to verify လို့ပြီးတော့မယ် traffic light ကိုကျွန်တော်တစ်ချက်ရွေးပြီးမှတော်လိုက်ပါမယ်ပြီးရင်အောက်ကနေ submit နေပြီးတော်လိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာအချိန်ခဏလေးစောင့်ပါနော်ဒီပေါ်စံအတိုင်းလုပ်ပြီးတော်ရပါမယ်နော်ဒါမှမဟုတ် ပေါ်လို့ရှိရင်တော့ကျွန်တော်ဒီငွေတွေအလကားတက်တက်ဖြစ်မယ်အခုချိန်မှာငွေစည်းအတက်အကျဖြစ်နေတဲ့အတွက်ကြောင့်မို့ဒေါ်လာ3000ဆိုတော့စနေတဲ့အမောင်မဟုတ်ဘူးဒီပေါ်စတိုင်းလုပ်ပြီးတောင်းမယ်ဆိုဒီဥစ္စာအားလုံးဝင်ပြီးလာမယ်ဒါပေမဲ့လှုပ်ဆောင်ရမယ့် process တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့ step by step ပြောရပါမယ်ဒါကြတော့ပထမ step အနေနဲ့ဒီမှာ from semi successfully ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက် okay နေလိုက်မယ်ပြီးရင်ဒီဖက်တစ်ချက်ပြန်သွားမယ်ဒီဖက်တစ်ချက်ပြန်လာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ gift ဖက်တစ်ချက်နေမှာကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ် ပြင်ချန်ဒီစ allow တစ်ချက်နေပြီးကောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ request တပြုတ်တင်ရမယ်ဒီစာသားလေးပဲပြန် copy ကူးမယ်နော်အပေါ်မှာ page load ထည့်မယ် page load ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီနေရာမှာစိတ်တရယူလို့သွားလိုက်ရပါတယ်ကျွန်တော် account and center ဆိုကျွန်တော်တစ်ချက်ယူလိုက်တယ်ကျွန်တော်ဒီ user တစ်ချက်ဖြတ်ပြီးမှကျွန်တော်ဒီနေရာမှာ ကျွန်တော်ရဖြစ်နေတဲ့ error အတန်းနဲ့ပတ်သက်ပြီး second shot လေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီကအောက်ကနေ submit report ကိုတစ်ချက်နှိပ်ပြီးတွားလိုက်ပါမယ်ဒီ setup ပြီးတော့ခဲ့ပြီးဆိုရင်တော့ now now တက် setup တွေအများကြီးလောက်ဆက်ရှိရယ် video တစ်ဆက်တည်းတွားမယ်ဆိုရင်ကြာမယ်အတွက်ကြောင့်မို့ဒီဥစားဒီပထမအနေနဲ့ request view တင်လို့ပြီးတော့ခဲ့ပြီးဆိုရင်တော့ဒီ page မှာဖြစ်နေတဲ့အမားနဲ့ပတ်သက်ပြီးအားလုံး clear ကြီးလုပ်ပြီးကျွန်တော်တို့တွားရပါမယ်ဘယ်လိုမျိုးလုံဆောင်တွားရမလဲဘယ်လိုမျိုး clear ကြီးလုပ်တွားရမလဲဆိုကျွန်တော်တို့ချက်ပြပေးမယ်ခင်ဗျာနော်ဒီ account မှာဖြစ်နေတဲ့ error နဲ့ပတ်သက်ပြီးအဲ့အတွက် ် Helen Sport တစ်ချက်နေမယ်ပြီးရင် Sport in Boss တစ်ချက်နေမယ်ဒီကြံတဲ့ဟာတွေကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ရှုပ်လို့ပေါ့နော်ပြီးရင် UR alert တစ်ချက်ထောက်သွားမယ်ဆိုဒီမှာ corporate content တွေအများကြီးရှိရပေါ့နော်ဒီ account က ဒီ video တင်ပြီး content တင်ပြီးဝင်ငွေရှာနေတဲ့ account ဖြစ်တယ်ပေါ့နော်။သူရထားတဲ့ပိတ်ဆံဆိုလို့ရှိရင်လည်းဒေါ်လာ3000အထက်ရှိတယ်။အိမ်တော့ဆိုလို့ရှိရင်သူကဒေါ်လာ2000အထက်ပုံမှန်လေးရနေချက်ဖြစ်တယ်။အခုတစ်ခေါက်မှတော့သူရဲ့ account မှာ straight ထိသွားခဲ့တဲ့ အတွက်ကြောင့်မို့ဒီ Facebook ရဲ့ knowledge နဲ့ပါတဲ့အတွက်ကြောင့်မို့သူများ content ယူပြီးသုံးတဲ့အခါမှာ straight ထိပြီးမှမှရှိအပိုင်း suspended ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ မရှိအပိုင်းမှာ error တက်တယ်ပြီးလို့ရှိရင်သူစားကျန်တဲ့အပိုင်းမှာလည်း error အများကြီးတက်ထားမှာဒီဥစားအားလုံးက error ဖြစ်ပါတယ် copy content ဖြစ်တဲ့အခုလိုမျိုးဖြစ်သွားခဲ့တဲ့ဆိုရင်တော့မရှိအပိုင်းကိုထိခိုက်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဥစား၃ခုလောက်ကျွန်တော်ဖွင့်မှာကျွန်တော်ဖျက်ပြပေးမှာဖြစ်ပါတယ်တကယ်တမ်းတော့ဒီဥစားအားလုံးကျွန်တော်ဖျက်ပြီးသွားရမယ်တစ်ခုချင်းကျွန်တော်ဗီဒီယိုထဲမှာဖျက်ပြမယ်ဆိုရင်အချိန်အရန်ကြာတဲ့အတွက်ကြောင့်မို့ပထမတော့ကျွန်တော်အခု30လောက်ကျွန်တော်ဖျက်ပြီးသွားပြီဒါမှအခုတော့မှပဲနည်းတာမဟုတ်ရှိသေးရပါတော့နော်အဲ့တော့ကျွန်တော်၃ခုကျွန်တော်ကျွန်တော်ဖျက်ပြပေးမယ် ဒီစားသူတင်တဲ့ content ဆိုရင်ဒီတချို့ content တွေကအမြင်မတော်တဲ့ content ဖြစ်တယ်လို့ကျွန်တော် Facebook က remove လုပ်ပြီးသွားခဲ့တယ်။အဲ့တော့ကျွန်တော်ဒီဥစားပြလို့မရပြလို့ရှိရင်ကျွန်တော်ရဲ့ page လေးထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်သူ့ရဲ့ yes solid ချက်ထောက်လိုက်မယ်။ yes solid ထောက်ပြီးတော့ကျွန်တော်ဒီ page တစ်ချက်နေပြီးမှကျွန်တော် default မှာ delete နေပြီးသွားမယ်။အဲ့ကလေးဒီဥစား delete နေတဲ့ button မှာပါအောင်ဆိုရင်ဒါ Facebook က automatic ဖြတ်သွားခဲ့တယ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နောက်တစ်ခုကျွန်တော်ပြပြမယ်။ အခုလိုမျိုးဗီဒီယိုတွေ content တွေနောက်ခံတက်ရှင်းနဲ့ထည့်တော်လို့မရပါဘူး။ address တွေကိုစာ CD တက်ရှင်းနေပြီးတော့မယ်။ဘယ်နေရာမှာ error တက်တယ်လဲဆိုပြီးကျွန်တော်အချက်ကြည့်မှဆိုရင်ဒါ audio အပိုင်းပေါ်တော့ပြောမယ်ဆိုရင်တော့ဒီမှာနောက်ခံတက်ရှင်းနေပါတယ်။အဲ့ဒီနောက်ခံတက်ရှင်းတစင် coffee ထိရဗမာဆိုရင်59 second မှာ coffee ထိတဲ့အတွက်ကြောင့်အခုလိုမျိုးဖြစ်သွားခဲ့တဲ့ address တွေကိုစာဖြတ်သွားရပါမယ်။ ဒီနေ့မှာ3 option ပေးထားတယ်အကယ်လို့ကျွန်တော်တို့တင်တဲ့ video က original video ဖြစ်တယ်ဒါပေမဲ့နောက်ခင်တခြင်းကမတိနားမလဲပဲနဲ့အနေချင်းလေးပါတော့ခဲ့တယ်ဆိုရင်တော့ဒီ accept chain ဘာညာလောက်လို့ရ accept chain လောက်တော့ခဲ့မယ်ဆိုရင်လည်းကျွန်တော် video နဲ့ကျွန်တော်တို့ဝင်ငွေမရဘူးဒါပေမဲ့ဒီတခြင်းရဲ့ owner ကိုဝင်ငွေရမယ်ဖြစ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီဥစ္စာ video လဲ copy video ဖြစ်တယ်တခြင်းကလည်း copy video ဖြစ်တယ်ဆိုရင်တော့ video ကျွန်တော်တို့ဖြတ်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ချက်ဖြတ်လိုက်မယ် ကျွန်တော်ရှိမှာ service line အဲ့လိုရှိရင်ပေါ့နော်ဒီ price ပိုင်းဆိုင်တဲ့ပတ်သက်ရစိတ်ချရလားဆိုတော့100%စိတ်ချရပါတယ်ဘယ်သူ message မကျွန်တော်ဝင်ကြည့်တာမျိုးလည်းမရှိဘူးပေါ့နော်ဘယ်သူဥစ္စာမှရှုပ်တဲ့မျိုးလည်းမရှိဘူးအလုပ်အပ်တဲ့ဥစ္စာပဲကျွန်တော်လှုပ်ဆောင်သွားပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီဥစ္စာလည်းနောက်ခံတခြင်းအတဆင့်ထိတဲ့အတွက်ကြောင့်မို့ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့အခုနောက်အတိုင်းကျွန်တော် CD တစ်ချက်ပြန်သွားမယ်ဒီဥစ္စာမလေးဒီမှာပေါ့နော်ကော်ဖီရထိတာဆိုတော့3မိနစ်နဲ့30စက္ကန့်မှာထိထားတဲ့အတွက်ကြောင့်မို့ continue ချက်ပြန်နေမယ် ကွန်တီအချက်ပြန်နေမယ်နောက်တစ်ချိန် continue နေမယ်ဒါရောမုတ်ဗီဒီယိုတစ်ချက်နေမှာပေါ့နော် delete ဗီဒီယိုနေမယ်အဲ့တော့ကျွန်တော်ပြန်မဗီဒီယိုနောက်တစ်ခုကျွန်တော်ဖြတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးမှာအခုဒီဥစ္စာမှာဆိုရင်ဒီဖျားဥစ္စာနဲ့ပတ်သက်ပြီးတင်သွားခဲ့တဲ့ကိုကိုကိုွယ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားတော့အရန်ကောင်းတဲ့ခင်ဗျာဒါပေမဲ့စီမီစီကန်ချက်လေးတွေရှိရပေါ့နော် original မဟုတ်ဘဲနဲ့ သူများဥစ္စာယူသုံးမယ်သူများ page ကယူသုံးမယ်ဆိုမရပါဘူးအကယ်လို့ကျွန်တော် page မှာ copy video တင်ရှင်နေ copyright လည်းမလာစေချင်ဘူးဆိုရင်တော့ကျွန်တော်သင်တန်းထဲမှာကျွန်တော်ပြပေးထားတဲ့ copy video တွေကိုပြန် edit လုပ်ပြီး copy looking edit လုပ်ပြီးမှ page မှာတင်ပြီး facebook account မှာတင်ပြီး content moderation နဲ့ဝင်ကိုရှာတော့ရတယ်ဖုန်းသမားတွေဆိုလည်းဖုန်းနဲ့ edit လုပ်တော့ရတယ် pc laptop သမားတွေဆိုရင်လည်းပို့ပြီးလို့ရတယ် pc laptop နဲ့ edit လုပ်ပြီးတင်တော့လို့ရတယ်ဝင်ကိုရှာတော့ရတယ်ပေါ့နော်အဲ့အတွက်ဒီ user ဖြတ်ဖို့ဆိုကျွန်တော်ဒီမှာ yes လေးတစ်ချက်ထောက်မယ် ကျက်စလစ်ထားပြီးစင်ကျွန်တော် defense ကတစ်ချက်ပြန်နေပြီးမှကျွန်တော်ဒီအနေနဲ့ delete နေပြီးမှတွားလိုက်ပါမယ်ခင်ဗျာနော်အခုလိုမျိုး content တွေရှိတဲ့အတွက်ကြောင့်မို့ page မှာ error လေးတက်တာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုး content တွေကျွန်တော်တို့ထားလို့မရပါဘူးနော် ျွန်တော် account မှာအခုလို content ထားလို့မရအခုလို content ထားမယ်ဆိုရင်ကျွန်တော် account မှာ error တွေတက်ပါတယ်အဲ့အတွက်ကျွန်တော် account ကနေအလုပ်လုပ်တဲ့ account ကနေဝင်ငွေရှာရှင်နေဆိုလို့ရှိရင်တော့ account ရဲ့ significant ချက်လေးအနေချင်းတော့နားလေသဘောပေါက်ရတယ်ဒီ copy video copy တက်ပုံတွေ copy စာသားတွေတင်လို့မရဘူးစာသားတွေတင်တဲ့ခါမှာဘိုင်လို့ရှင်ဖြစ်တဲ့စာသားပေါ့နော်တူတူတက်တက်တက်ခုတ်တက်ဥစ္စာနဲ့ပတ်သက်ပြီးဆဲဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီး comment box တွေမှာလည်းတူတူတက်ကြမ်းတမ်းပြတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားမယ်ရေးသွားမယ်ပြောသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Facebook account တွေက suspend ဖြစ်တော့ းနိုင်တယ်အခုလိုအတိုင်း moderation suspended ဖြစ်မယ် durish အပိုင်း suspended ဖြစ်မယ် account ဝါမယ်နေမယ်ဆို rich investment ကြမယ် ether pool ဆိုတာခဲ့တဲ့ဆိုရင်တော့ account က has been disabled ပါ냐ဖြစ်တော့ဘူးနိုင်ပါတယ်ခင်ဗျာနော်ဒါကြတော့ပထမ video ဖြစ်ပါတယ်ဒုတိယ video မှာကျွန်တော်တို့ဒီ aware on အစင်းအဖြစ်အောင်ဘယ်လိုလောက်ဆောင်သွားမလဲပြီးလို့ရှိရင်နောက်တစ်ချိန်ပြန်မှတ်ဒီ moderation suspended ဖြစ်တော့ဆိုတော့နောက်တစ်ချိန်ပြန်မှတ်ဒုတိယ step အနေနဲ့ဘယ်လိုလောက်ဆောင်သွားမလဲဆိုတော့ကျွန်တော်ပြောပြပြမယ်ဒါကြတော့ပထမ step အနေနဲ့ရှိသေးတယ်ကျွန်တော်တစ်ဆက်တဲ့ video လုပ်ပြီးတော့မယ်ဆိုအရင်ရှိသွားခဲ့မယ်အတွက်ကြောင့်ဒီ video ကျွန်တော်ဒီမှာနေပဲရက်လိုက်ပါမယ် နောက်တစ်ခုဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့တဲ့ဆိုရင်အခြား group ပြင်ပါတယ် sharing လုပ်ဖို့နိုင်ပါတော့အားလုံးကျေးဇူးတင်ပါတယ်